ဒနာတရား35မိနစ်လောက်နိုင်ယူကြရအောင်ဒီနေ့ရန်ကုန်မြို့တော်စီပင်တရားရေးကော်မတီဝန်ထမ်းမိသားစုများဥက္ကိုဦးဆောင်တဲ့ဝန်ထမ်းမိသားစုများမိမိတို့ဒီတက္ကသိုလ်မှာလာပြီးတော့ကိုယ်တော်ကောင်းမှုပြုလုပ်တဲ့ပွဲမှာအတုတ်လှဲ့ဆိုတဲ့ခေါင်းစဉ်နဲ့ဦးဇင်းတို့တရားစကားပြောကြားပေးပါမယ်ကလျာဏကာရီကလျာဏံပါပကာရီသဗ္ဗပကံ ယာတိတိဝပတိပိစံတာတိတိဟရတိဖလံဆိုတဲ့ဒေသနာတော်တပုတ်ရှိမြန်မာလိုဖြောက်ပြောမယ်ဆိုရင် ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုးတရားခံစားရမယ်မကောင်းတာလုပ်ရင် မကောင်းတဲ့အကျိုးတရားခံစားရဥပမာအနေနဲ့ပြောမယ်ဆိုရင် ကိုစိုက်ပြိုတဲ့အသည်ကို ကိုကိုယ်တိုင်စားသုံးရမယ်ဒါဗုဒ္ဓမြတ်ဘုရားဟောကြားတော်မူတဲ့ဒေသနာဥစဉ်တို့ဘဝတစ်ခုရလာတယ် အဲ့ဒီရလာတဲ့ဘဝကိုစဉ်စားစဉ်ကျင်သုံးသပ်ကြည့်လိုက်ရင်ဘဝတကူကို ကောင်းမွန်ဖို့ဆိုတာလေကိုယ့်ရဲ့စိတ်ပေါ်မှာပဲမူတည်တယ်ဘဝအဆင့်တန်းမြင့်ဖို့ဆိုတာလေကိုယ့်ရဲ့နှလုံးသားပေါ်မှာပဲမူတည်တယ်ကိုယ့်ရဲ့စေတနာပေါ်မှာပဲမူတည်တယ်ဘဝတကူယုံညံ့ဖို့ဆိုတာလေကိုယ့်စေတနာပေါ်မှာပဲမူတည်တယ် ဆိုလိုတာက ကိုကကောင်းတဲ့စေတနာထားရင်ကံဒီကောင်းမယ်ကောင်းတဲ့ကြိုးတရားတွေခံစားရမယ်မကောင်းတဲ့စေတနာထားရင်မကောင်းတဲ့ကံတွေဖြစ်လာမယ်မကောင်းတဲ့အကျိုးတရားတွေခံစားရဘုရားရဲ့ဒေသနာတော်ကဦးဇနောရိုးရိုးရှင်းရှင်းလေးပဲဘာမှအထူးတွေစဉ်းစားเสียမလို့ကိုကကောင်းကောင်းလုပ်ရင်ကောင်းကောင်းခံစားရမယ်မကောင်းတာ လုပ်ရင်မကောင်းတာခံစားရမှာပေါ့ ကြေးမုံပြင်မှာကိုမျက်နှာကိုပြန်ချေလိုက်ပေါ့ကိုကပြုံးပြုံးနေရင်အဲ့ဒီကြေးမုံပေါ်မှာ ပြုံးတဲ့မျက်နှာပေါ်နေမှာပဲကိုကမဲ့နေရင်တော့မဲ့တဲ့မျက်နှာပေါ်နေမှာပဲလောကမှာဥစဉ်တော့စေတနာကအရေးကြီးဆုံးပဲကာယကံဝစီကံမနောကံကံသုံးပါးလှုပ်တဲ့ညမှာစေတနာပြတ်ထန်းလိုက်ရင်ဒါကံဖြစ်သွားတာပဲကာယကံညမှာလဲကောင်းတဲ့စေတနာထားမယ်ဝစီကံညမှာလဲကောင်းတဲ့စေတနာထားမယ် မနောကဉာဏ်မှာလည်းကောင်းတဲ့စေတနာတွေထားမယ်ဆိုရင်ကောင်းတဲ့ကံတွေဖြစ်မယ်ကောင်းတဲ့ကာယကံကောင်းတဲ့ဝစီကံကောင်းတဲ့မနောကံတွေဖြစ်မှာပေါ့အဲ့လိုမှမဟုတ်ဘဲနဲ့မကောင်းတဲ့စေတနာထားရင်ကာယကိုယ်ကိုယ်အမူအရာနဲ့လည်းမကောင်းတဲ့အကုသိုလ်ဖြစ်နေမှာပဲနှုတ်အမူအရာနဲ့လည်းမကောင်းသောစကားကိုပြောဖြစ်နေမှာပဲစိတ်အမူအရာကလည်းပဲမကောင်းသောအကျင့်စီတွေကိုကျင့်စီဖြစ်မှာပဲတခြားမဟုတ်ဥစ္စနတော်တော်ကောင်းများ ဘဝတခုကိုရလာတယ်ဒီဘဝတခုကောင်းမွန်ဖို့အတွက်ကောင်းတဲ့စိတ်ကောင်းတွေမွေးဖို့ကတိတ်အရေးကြီးတယ်။ဘာကြောင့်လဲဆိုတော့ကိုလှုပ်တဲ့ကံကိုကိုဆံရမှာကိုလှုပ်တဲ့ကံကို ကိုခံရမှာကံရသဘောတရားဆိုတာကိုအဲကိုလှုပ်တဲ့ကံနဲ့တူညီတဲ့အကျိုးတရားကို ပေးလိမ့်ရှိတယ်။ဦးဇနောအစာတသမင်းကြီးဆိုတာခြေလိုက်ပေါ်အစာတသမင်းကြီး ူရဲ့ခမဲတော်ကို သူတတ်လိုက်တဲ့ခါကျတော့သူ့ရဲ့သားဖြစ်တဲ့သူ့သားကလည်းသူ့ကိုပြန်တတ်တာပဲနောက်တခါသူ့ရဲ့သားကိုလည်းသူ့ရဲ့သားကတခါပြန်တတ်တာပဲငါဆက်တန်တန်အဖေကိုတတ်တဲ့ပုံကိုဒီပေါ်လောက်လာဆိုလိုတာကသူများကိုဒုက္ခပေးရင်ကိုလည်းဒုက္ခရောက်တာပဲဥစ္စနောဒေသနာတော်မှာရှိတယ်ဟန်တဝါလပတိဟန်တာရံစေတာရံလပတိဇယံအကောတကင်းစာအကောတံရောတိတာရင်းစာရောတကော သူတပားကိုတပ်ပုံညင်းစေရင်ကိုကိုလည်းသူများတွေတပ်ပုံညင်းစေမှာပဲသူများကို အနိုင်ကျင့်ရင်ကိုကိုလည်းအနိုင်ကျင့်တဲ့ပုဂ္ဂိုလ်တွေပေါ်လာမှာပဲသူများကိုဆေးရည်တိုင်းထွာခဲ့မယ်ဆိုရင်ကိုကိုကိုလည်းဆေးရည်တိုင်းထွာတဲ့ပုဂ္ဂိုလ်တွေပေါ်လာမှာပဲကဲသဘောတရားဆိုတာ တူညီသောအကျိုးကိုပေးတယ်ဦးဇင်းတို့ဘုရားဟောကြားတော်မူတဲ့ဇတ်တော်တစ်ခုမှရှိတယ်အဲ့ဒီဇတ်တော်တစ်ခုမှအဖေလှုပ်တဲ့ပုဂ္ဂိုလ်က ူရဲ့သားလေးကိုအိမ်တောင်ကြအိမ်တောင်ချပေးတာပေါ့သားလို့တဲ့ပုဂ္ဂိုလ်ကလည်းအိမ်တောင်မပြုချင်ဘူးအဖေကလည်းအတင်းတိုက်တွန်းတော့နောက်ဆုံးအိမ်တောင်ကြသွားတာပေါ့မိမယူလိုက်တယ်ယူလိုက်တဲ့အခါကျတော့အဲ့ဒီအမျိုးသမီးကမကောင်းတဲ့အမျိုးသမီးဖြစ်နေတာသူ့ရဲ့အဖေကိုသူ့ရဲ့ခရောက်ခမခေါ်မှာပေါ့ရောက်ခမကိုဘယ်တော့မှမကောင်းစိတ်ကောင်းမမွေးဘူး ယောက်ကမဆိုတာကိုယ့်ရဲ့အဖေပဲယောက်ျားနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့အဖေပဲအဖေပေါ်မှာအဖေလိုမျိုးစိတ်ကောင်းထားရင်ကိုယ်တော်ကောင်းမှုကြီးအများကြီးရဒါပေမဲ့အဲ့ဒီချိန်မှလောက်တဲ့ပုဂ္ဂိုလ်ကသူ့ရဲ့ယောက်ကမကိုဘယ်တော့မှစိတ် အမြဲတမ်းညူဆူတယ်ဟိန်ဟောက်တယ်မကောင်းတဲ့စေတနာတွေကျွေးတယ်မွေးတယ်ညံမှလည်းဒီတိုင်းပဲစေတနာမထားဘူးဖြစ်သလိုကျွေးတယ်အမြဲတမ်းဒုက္ခပီးတယ်ကိုယ်မူရနှုတ်မူရနဲ့အမြဲတမ်းစော်ကားတယ် စော်ကားရတို့မကဘူးနောက်ဆုံးကြတော့သူ့ယောက်ျားကိုပြောတယ်ဦးဇင်းတို့သင်အဖေကိုသင်ပြစ်မလားသင်မပြစ်ရင်သင်အဖေကိုမပြစ်ရင်ကျမကိုပြစ်သင်အဖေကိုချင်းရင်ကျမကိုပြစ်ဆိုတော့ပုံစံမျိုးပေါ့အဲ့လိုထိအောင်ပြောလာတဲ့အခါကျတော့ပထမတစ်ခါပြောတော့ယောက်ျားစိတ်ဝင်စားဩအဖေကိုမစော်ကားပါနဲ့အဖေဆိုတာအနန္တဂိုင်းဝင်ပုဂ္ဂိုလ်ဖြစ်တယ် တခါညင်းလိုက်တယ်နောက်တခါညင်းတယ်နောက်ပြောပါများတဲ့ခါကျတော့မယားစကားကအောင်မြင်သွားတာသိကြောက်เสียကောင်းတာပဲမယားစကားကအောင်မြင်သွားတော့အဖေကတတ်မယ်ဆိုပြီးတော့အကျန်စီတီသူတို့လင်မယားနှစ်ယောက်ကျန်စီနေတာပေါ့အဲ့ဒီကျန်စီနေတာကိုသူတို့ရဲ့အနာမှာရှိတဲ့သားတယောက်ရှိတာကိုအဲ့ဒီသားကသိတယ်သိတော့ဩငါရဲ့အဖေပိတုကာတကကံ ထိုက်တော့မှာပဲ တာလို့တဲ့ပုဂ္ဂိုလ်ဟာခန္ဓာနဲ့ရှင်နေဆိုတော့အသိဉာဏ်ကြီးရှိလာပြီပေါ့တနေ့သောအခါမှာအဖေလောက်တဲ့ပုဂ္ဂိုလ်အန်တန်သူ့ရဲ့အဲခန္ဓာကအဖိုးကြီးကိုတတ်ဖို့ဆိုပြီးတော့သူတို့အစီအစဉ်တွေဆွဲပြီးတော့သူ့တာလို့တဲ့ပုဂ္ဂိုလ်ကလှဲတွေကိုလှဲကိုအဲအဖိုးကြီးကိုတပည့်အဲမျက်လုံးတွေအုပ်အုပ်ပြီးတော့တောတွေကိုခေါ်သွားတာခေါ်သွားပြီးတော့ပတ်တူရတဲ့တချောင်းပါသွားတာပေါ့ ပေါတို့တချောင်းပါသွားပြီးတော့အဖိုးကြီးကိုလှဲပေါ်မှာတင်းတော်တဲ့ရောက်တဲ့ခါကျတော့တွင်းတူးတာပေါ့ကျင်းတူးပြီးတော့အဲ့ဒီကျင်းထဲမှာမြုပ်တတ်မယ်ဘလောက်ကြောက်เสียကောင်းလဲပဝန်းကျင်ဆိုတာလေဦးဇနုကလိုအပ်တယ်မကောင်းတဲ့ပဝန်းကျင်နဲ့ပေါင်းရင်မကောင်းတဲ့စိတ်တွေမကောင်းတဲ့စေတနာတွေဖြစ်လာတဲ့ခါကျတော့ကိုယ့်ရဲ့တဏ္ဍမှာမကောင်းကျိုးတွေပြီးလာတာပဲအဖေလို့တဲ့ပုဂ္ဂိုလ်ကိုယ့်ဘုံမှာဒီလောက်ကျေးဇူးကြီးမားတဲ့အဖေတယောက်ကိုတောင်မှ စေနာမထားဘူးမေတ္တာမထားဘူးအဖေကိုတတ်ရတဲ့ကံဆိုတာဘလောက်ကြောက်เสียကောင်းလဲပိဋကတကကံအနန္တအနန္အနန္တရိယကံငါမျိုးတည်းမှာတပါအပါဝင်ပေါ့အဲ့လိုနဲ့ဖေလို့တဲ့ပုဂ္ဂိုလ်ကောပေါ့တူအင်းချင်းနေတူးနေတာပေါ့ချင်းတူလူတယောက်စာမြောက်ဖို့အတွက်ဆိုချင်းကတူတယောက်တည်းတူးရတော့ပြပင်ပန်းပန်းနဲ့မောပြီးတော့ခဏတစ်ပင်ချင်းမှာခဏနားနေတဲ့အိမ်မိမ့်နေတဲ့အချင်း အဲ့ဒါမှသူ့နဲ့အတူပါသွားတာကသူ့သားကလည်းပါသွားတာပါသွားတော့သူ့သားလှုပ်တဲ့ပုဂ္ဂိုလ်ကလည်းပေါတူးကိုကင်ပြီးတော့အဖေချတာတဲ့ပေါတူးကိုကင်ပြီးတော့အချမ်းတညာမှာကျင်းတကျင်းတူးတာကျင်းတကျင်းတူးနေတာကိုတွေ့တော့အဖေလှုပ်တဲ့ပုဂ္ဂိုလ်ကမေးတာပေါ့ဟဲ့ငါသားဘာလှုပ်ဖို့ကျင်းတူးတာလဲအဲ့လိုမေးတဲ့ခါကျတော့သားလှုပ်တဲ့ပုဂ္ဂိုလ်ကဘာပြန်ပြောလဲဆိုရင်ခုနှစ်နှစ်ရှင်းနှစ်လောက်ရှိတဲ့သားက အဖေကလည်းအဖေရဲ့အဖေကိုကျင်းတူပြီးတတ်မှာဆိုရင်တတ်မှာဆိုတော့အဖေကိုလည်းသားကနေပြီးတော့ကျင်းတူပြီးတတ်မှာတို့တော့ကြောင့်သားကလည်းကျင်းတူပြီးကျင်းတူနေတာအဖေကိုတတ်ဖို့အတွက်ကျင်းကိုချိုတင်ပြီးတော့တူးနေတာအဲ့တော့မှအဖေကိုတတ်ဖို့လုပ်နေတဲ့ပုဂ္ဂိုလ်ကနောင်တတွေရသွားတော့ဩကြောက်စရာကောင်းလိုက်တာငါအဖေကိုငါတတ်ခဲ့ရင်ငါ့ကိုလည်းငါသားကပြန်တတ်မှာပဲ အဲ့တော့မှသူအတိတ်တရားတွေရသွားအဲ့တခါကျမှသူ့သားကပြန်ပြောပြတယ်အဖေအဖေကိုကျွန်တော်မျိုးကမတတ်ပါဘူးဒါပေမဲ့အဖေကကိုယ့်ရဲ့ဂျေဆုရှင်အဖေကိုတတ်မဲ့ပိတုကာရကကံထိုက်မှာစိုးလို့သားကတရုတ်ဆောင်ကြီးချင်းဖြစ်ပါတယ်အဖေရဲ့ကိုယ့်ရဲ့အဖေကိုမတတ်ပါနဲ့ဂျေဆုကြီးမားပါတယ်အဲ့လိုတားလို့တဲ့ပုဂ္ဂိုလ်ကတရားချတော့အဖေလို့တဲ့ပုဂ္ဂိုလ်ကတရားတွေရပြီးတော့သူ့အဖေကိုပြန်ခေါ်သွားတာ ဆိုလိုတာကဥစ္စံတော်သူတော်ကောင်းများလောကမှာစေတနာကအရေးကြီးဆုံးပဲကိုယ့်ရဲ့မိဘတွေကိုဒါစေတနာထားဖို့ဆိုတာဒါလူတိုင်းကသိနေတာပဲကိုယ့်ရဲ့မိဘတွေကိုယ့်ပုံမှာဘလောက်ကြီးစိုးကြီးမားတယ်ဆိုတာကိုယ့်ရဲ့မိဘကိုယ်တော်မှာစေတနာ ပြက်ခွက်မယ်ဆိုရင်အဲ့ဒီသားဆိုသမီးဆိုတွေကဒုက္ခကိုရောက်မှာပဲဒါလည်းပဲသားလို့တဲ့ပုဂ္ဂိုလ်ကယ်လိုက်တဲ့အတွက်ကြောင့်သူ့မှာပိတုကတကကံနဲ့လွတ်မြောက်သွားတာပေါ့ဒါကြောင့်မို့ဥစ္စံတော်သူတော်ကောင်းများလောကမှာ တတန်ဆိုတာဥစ္စနောတတော်ကောင်းတို့နေရတဲ့တတန်ဘလောင်းမှကြာတာမဟုတ်ဘူးဘလောင်းမှလည်းအရှိကြီးနေရတာမဟုတ်ဘူးတတန်ထောင်နဲ့တောင်းနဲ့နေရတယ်နဲ့တမျိုးပေါ့အခုတတန်ဆိုတာဘာမှရှည်တာမဟုတ်ဘူးအဲ့ဒီတတန်လေးမှာဘဝတစ်ခုကိုရည်တည်နေတဲ့နေရာမှာကိုယ့်ရဲ့ပြောသည်မြဆိုသည်မြလုပ်သည်မြလုပ်ငန်းတွေကို ကောင်းတဲ့အလုပ်တွေလုပ်ကောင်းတဲ့စကားကိုပြော ကောင်းတဲ့အကျင့်စီကိုကျင့်စီဖို့ဟာသိအရေးကြီးတာ။ဘာကြောင့်လဲဆိုတော့ဘဝတစ်ခုကိုရလာတဲ့တဏှိသာအချင်းကုန်သွားတဲ့ကုသိုလ်နဲ့အကုသိုလ်ကုသိုလ်ကအဖြစ်နေပြီးတော့အကုသိုလ်ဖြစ်မြဲကိုယ့်အတွက်ဘာမှတန်ဖိုးမရှိဘူး။ဒါယနေ့ဆိုရင်ဦးဇနောတော်ကောင်းများစဉ်းစားကြည့်လိုက်သာသနာတော်ကြီးနဲ့ဂျုံတွေ့နေရတဲ့ကုသိုလ်အကုသိုလ်မှန်လည်းသိတယ်။သူတော်ကောင်းတရားကိုလည်းပွားများခွင့်ရတယ်။မိမိရဲ့တဏ္ဍာမှာလည်းတရားတရားတွေရှိနေတယ်။ကောင်းသောကိုကျင့်တွေကိုကျင့်နေတယ်။ အဲ့လိုဘဝကိုရမ်းနေတဲ့ရမ်းနေရဲ့သားနဲ့မကောင်းသောအကုသိုလ်ဒုစရိုက်တွေကိုလုပ်မယ်ဆိုရင်ဥစဉ်တော်တော်ကောင်းများကိုလှုပ်တဲ့ကံကိုကိုခံရမှာပဲဥစဉ်အမြင်အရင်တော့ကလည်းပြောဘူးပါတယ်ဥစဉ်တော်စီပင်ဝန်ထမ်းမိသားစုဆိုတာအလွန်တရာကုသိုလ်ရတဲ့လုပ်ငန်းပရဟိတလုပ်ငန်းကိုလှုပ်ဆောင်နေတာဥစဉ်တော်စာတစ်ခုဖတ်ဖို့တာရှိတယ် ယုံနိုင်သောလုပ်ငန်းကို မြင့်မြတ်သောစိတ်ထားရှိသောပုဂ္ဂိုလ်များသာကလည်းလုံနိုင်တယ်။ဥမာဆိုပါစို့သူတစ်ပါးတွေပြစ်ထားတဲ့အမိုက်သူတစ်ပါးတွေမသုံးတဲ့ပြစ်ထားတဲ့အမိုက်တွေအဲ့ဒီအမိုက်တွေကိုပြန်ပြီးတော့တန့်ရှင်းရအောင်မြို့တော်ကြီးစီပင်ရအောင်မြို့တော်ကြီးတာယာရအောင် အမိုက်အစုတ်တွေမရှိအောင်အမိုက်တွေဂျုံရတာနည်းတဲ့ကုသိုလ်မဟုတ်ဘူး သူများမလုံနိုင်တဲ့ကုသိုလ်ကိုကိုကလုံနေတာအဲ့လိုလုံနေတဲ့အခါကျတော့ကိုယ့်ရဲ့လုပ်ငန်းတည်စင်ကြယ်တဲ့လုပ်ငန်းအကျိုးရှိတဲ့လုပ်ငန်းဆိုတာသဘောပေါက်ရမှာအဲ့ဒီလုပ်ငန်းကိုလုပ်တဲ့နေရာမှာစေတနာတော့ပါရမှာပေါ့စေတနာထားပြီးတော့ဩငါတို့မြို့တော်ကြီးတာယာဖို့တင်းတယ်ဖို့လူလူအများတွေခွန်ရသားသမီးတွေအန္တရာယ်ကင်းဖို့ယောဂါတွေကင်းဖို့ဒီအမိုက်ကလာပြီးတော့ယောဂါတွေဖြစ်နေတာကို အဲ့ဒီအညစ်အကြေးတွေကိုတန်ရှင်းတုတ်တင်မယ်ရှင်းလင်းမယ်မြို့တော်ကြီးလှပအောင် တိုးတက်အောင်စိတ်ကောင်းစင်နာထားလိုက်ရင်ဒါကုသိုလ်ရသွားတာပဲကုသိုလ်စိတ်ထားတော့ကုသိုလ်ရသွားတာပေါ့ခုနလည်းမျိုးမကောင်းတဲ့စိတ်ထားရင်တော့မကောင်းတဲ့ကြိုးတရားတွေခံစားသွားရမှာပဲတရားမဟုတ်စင်တော့သူတော်ကောင်းများသာသနာတော်ကြီးနဲ့ကြုံတွေ့နေတဲ့အခိုင်ဗုဒ္ဓမြတ်ဖျားဟောကြားတော်မူတဲ့ဖျားတိုင်းဖျားတိုင်းဟောကြားတော်မူတဲ့အဆုံးမသုံးခုတည်းမှာ အာဟုသောမန္တမယကိုမလုံးနဲ့ကုသောမန္တမယကိုလုံးမမိရဲ့စိတ်ကိုဖြူစင်တန်ရှိအောင်ထားအဲ့ဒီသုံးခုထဲမှာအရေးကြီးဆုံးကသစိတ်တာပရိယောတပနမိမိရဲ့စိတ်ကိုဖြူစင်သန့်ရှင်းအောင်ထားသူများကိုညစ်ပတ်တဲ့စိတ်မမွေးနဲ့သူများကိုကြောက်တွန်းတဲ့စိတ်မမွေးနဲ့သူများကိုဒုက္ခပေးတဲ့စိတ်မမွေးနဲ့ကိုယ့်ကိုအကြောင်းပြုပြီးတော့ကိုယ်ပတ်ဝန်းကျင်တွေချမ်းသာတော့ပါစေကိုယ့်ရဲ့မိသားစုတွေပြည့်စုံတော့ပါစေကိုယ့်ရဲ့ရက်ွက် ာယာပါစေအဲ့လိုမျိုးစိတ်ကောင်းတွေတာသူများကိုညစ်ပတ်တဲ့စိတ်သူများကိုမလိုတဲ့စိတ်သူများကိုတဝင်းတိုးတဲ့စိတ်သူများကိုဒုက္ခရောက်စေတဲ့စိတ်တွေကိုတဏ္ဍာသမီးရှောင်လိုက်ရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာကုသိုလ်တရားတွေဖြစ်သွားတာပဲအဲ့ဒီကုသိုလ်တရားကသာလျှင်ဥစ္စနရဲ့ဘဝကိုမြင့်မြတ်အထက်တန်းကျသောဘဝကိုရောက်စေနိုင်မှာဖြစ်ပါခန္ဓာကဇတ်တော်မှာကြည်လိုက်အတုံးအလှဲ့ဆိုတာကိုကအဖေကိုတတ်ရင်ကိုသားကလည်းကိုကိုပြန်တတ်မှာပဲဒီဇတ်တော်ကိုကြည်လိုက် တောင်းစတဲ့သူတော်ကောင်းများတခြားမို့သူများကိုကိုကဒုက္ခပေးခဲ့မယ်ဆိုရင်ကိုကိုလည်းသူများတွေဒုက္ခပေးလာမှာပဲဒုက္ခပေးတဲ့ပုဂ္ဂိုလ်တွေပေါ်လာမှာပဲသူများကို စော်ကားရင်ကိုကိုလည်းစော်ကားတဲ့ပုဂ္ဂိုလ်တွေပေါ်လာမှာပဲတခြားမို့သူများကိုဒုက္ခမပေးတဲ့ဒုက္ခပေးခြင်းနဲ့စိတ်တွေကိုမထားနဲ့သူများကို စော်ကားတဲ့စိတ်ကိုမမွေးနဲ့မထားနဲ့ကိုကိုတို့ကိုစိတ်ကိုကိုကောင်းတဲ့ညံမှာပြတ်ထန်းပြီးတော့ ကောင်းတဲ့ကာယကံကောင်းတဲ့ဝစီကံကောင်းတဲ့မနောကံတွေကိုစူးစမ်းဆောင်ရွက်ရင်ယခုဘဝမှာလည်းချမ်းသာမယ်တန်ត្រာမှာလည်းချမ်းသာမယ်နောက်ဆုံးနိဗ္ဗာန်ချမ်းသာတိုင်အောင်ဧကံမုတ်ချခံစားရတဲ့ဆိုတဲ့ဗုဒ္ဓမြတ်ဖျားဟောကြားတော်မူတဲ့ဒေသနာတော်ကိုအာယူချီးညိုပြီးတော့ဥစဉ်တော်သူတော်ကောင်းများရာအလွန်တရာရခဲ့တဲ့လူဘဝမှာလူလာဖြစ်နေတဲ့အခိုက်ကြုံခဲ့တဲ့သာသနာတော်ကြီးနဲ့ကြုံဆုံနေရတဲ့အခိုက် တူတော်ကောင်းတရားကို나자ခွင့်ရနေတဲ့အခိုင်တူတော်ကောင်းများရဲ့အဆုံးအမကိုရင်ဝဲနှလုံးသားမှာထားပြီးတော့ကိုကြီးဟူသောအကြောင်းကြောင့်ကိုရဲ့ပဝန်းကျင်ဒုက္ခမရောက်စေရဘူးကိုကြီးဟူသောအကြောင်းကြောင့်ကိုရဲ့ပဝန်းကျင်ချမ်းသာစေရမယ်ကောင်းတဲ့စိတ်တွေမွေးပြီးတော့ဒါနာသီလသမထဝိပဿနာကုသိုလ်တရားများကိုကြိုးစားအားထုတ်နိုင်ကြခြင်းကြောင့်စင်ရဲ့ကင်းကွာအလိုရှိရတောင်းတအပ်သော ချမ်းသာအဖျားဖျားကိုဧကံမုတ်ချရရှိခံစားစံစားနိုင်သောပညာရှိ သူတော်ကောင်းပုဂ္ဂိုလ်များအသီးသီးဖြစ်ကြပါစေဂုံတတိကာယစချရာအောင်အရှင်မြတ်တို့ဖယံတပြည့်တော်များသည်ဩနာတေယေ ရှုပ်ထွေလာစွာဣတံတရာမလှည်မြန်စွာလွမြောက်ပါရာချင်းကောင်းကျိုးချမ်းသာကျက်သေးမင်္ဂလာအဖျားဖျားတို့နေတနေ့တခြားတို့ဘွာပြေဆုံးပါစေချင်းအကျိုးငါယနေ့ယခု နိုင်ကံတောပရိယတ္တိသာသနာတက္ကသိုလ်သို့လာရောက်ကြ၍ဖရာအမှုရှိသောဆရာတော်တန်ဃာတော်အရှင်မြတ်တို့အားဆွမ်းခဲပွဲဘောဇင်ချိုးချင်းအယတာအပြပြတော်နှင့်တကွာ tinggal asasido pisiwodo asusudogo ludanyado tanagudo saudiyado vilagudo pereidaya nayuyado hojayado pawanagudo idopang ang မြတ်မြတ်သောကုသိုလ်ကံစေတနာတိဖရာတပြည့်တော်တို့အလိုရှိအပ်သောဘဝတံပတ္တိဘဝအစဉ်အတန်မြင်သက်ထမြင်ခြင်းဘောဂတံပတ္တိစီစိန်ဩဇာယတနာရွှေငွေ တနေ့တစ်ချာတို့ပွားပြေဆုံးချင်းအာရောကြတံပတ္တိအနာယောဂကင်းစင်กว่า၍ဘဝခန္ဓာခြံခြံမာမာခြံခြံတာတာရွယ်ဆောင်နိုင်ခြင်းနိဗ္ဗာန်တံပတ္တိโอนาเตยี ဒုက္ခပေတော်ဤငြိအရာအမှန်မြတ်နိဗ္ဗာန်သို့ရောက်နိုင်ရနိုင်ခြင်းအစရှိသော အကျိုးတရားတို့တနေ့တခြားတို့ဘွားပြေဆောင်ရာပြေဆောင်ကြအာကောင်းသော အထောက်အပံ့ဖြစ်ပါစေယနေ့ယခုဘုရားတပည့်တော်တို့ပြုလုံအားထုံးရသောကုသိုလ်ကောင်းမှုအဖို့ဘာကတို့ကိုယခုဘဝရှိရှိဘဝတောဆကြသောမိဘဘုရား ဆံရသမာတို့အားအစထား၍ရေမြေတနေပြေရှင်မင်းငရေတနေယမမင်းနတ်တော်တနေတကြာမင်းကိုစောင်းနံဤတက္ကသိုလ်စောင်းနံကဘာဤစေတီတော်စောင်းနံ ကဘာဧကုံမြေဆောင်နံမြို့ဆောင်နံနိုင်ငံဆောင်နံကဘာဆောင်နံသာသနာတော်ဆောင်နံအပါအဝင်31ဘုံကျင်လကုံတော်ဝိနည်းဒုခိတဒုခိတတတဝအပေါင်းတို့အ မြအမြပေးဝေပါ၏အမြအမြပေးဝေပါ၏အမြအမြပေးဝေပါ၏အာလုံးသောလူနာဗျမဘဒဝါအနန္တမန္တမြတို့သည်ဖျားတပြေတော်တို့နှင့် ညီတို့ညီမြထတ်သူထမ်းမြအမြရာ၍ကိုယ်စိတ်နှပြချမ်းမာကြသည်ကိုယ်စိတ်နှပြချမ်းသာကြသည်ကိုယ်စိတ်နှပြဝမ်းသာကြသည်ဖြစ်ကြပါစေတော် အာလုံးကြာကြာသမြကုသိုလ်အမြအမြအမြရူတော်မုံကြပါကုန်တော်တာတုတာတုတာတုအာလုံးကြာကြာသမြကုသိုလ်အမြ yu đa mu cha ba gong lo ta du ta du ta du a lo cha ja cha ja da mya ku do a mya a mya a mya yu đa mu cha ba gong lo ta du ta du ta du ba bia